စင်းရဲတဲ့နိုင်ငံတွေအပေါ်အနိုင်ကျင့်နေတဲ့တရုတ်တို့ရဲ့နေမြင်ညာပြောက်ဆောက်လုပ်ရေးစီမံကိန်းများအဂတိလိုက်စားမှုကတရုတ်ပြည်ရဲ့နယ်ပယ်ပေါင်းစုံမှာရှိနေကြောင်းထောက်ပြလာကြပြီးတရုတ်နိုင်ငံမှာကြီးမားတဲ့ဆောက်လုပ်ရေးစီမံကိန်းတွေနဲ့အခြေခံအဆောက်အုံတွေမြ мян ဆက်ဆန်တိုးတက်လာနေတယ်လို့နာမည်ကောင်းရှားနေပေမဲ့မကြသေးခင်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကတော့ ။စောက်လို့ရေးအရေးအသွေးနဲ့အဂတိလိုက်စားမှုဆိုင်ရာစိုးရိမ်မှုတွေကိုမြင့်တက်စေခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ဘုံမျောစင်ကြီးပြိုကျတာကနေခိမီလေးစိတ်ကြီးရေကြီးရာအထိပြီးတော့ဒူးမြောင်းနေမှာအကွဲဓာရီအထိဒီဖြစ်ရတဲ့ရတရုတ်ရဲ့စောက်လို့ရေးလက္ခဏာမှာနက်ဆိုင်နေပြဿနာတွေကိုထုတ်ဖော်ပြသနေပါတယ်။ ဒီဖြစ်ရက်တရာတရုတ်ရဲ့ဆောက်လုပ်ရေးအရေးအသွေးအစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ပြည်သူငွေကြေးသုံးစွဲမှုအပေါ်မှာဘလို့မေးခွန်းတွေထွက်ပေါ်လာစေလဲဆိုတာအသေးစိတ်လေ့လာကြည့်ရအောင်ပါရှင်မေလ19ရက်နေ့ညနေပိုင်းကအန်ဟိုင်းပြည်နယ်ဖူယန်ခရိုင်မှာအကြီးစားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖူယန်ဘုံမျော်စင်ရဲ့အမိုးပြားတွေရုတ်တရက်ပြိုကျခဲ့တာဖြစ်ပါတယ်။အမိုးပြားတွေရေတကုန်လိုပြိုကျလာပြီးတော့ ဖုံမှုန့်တွေလေထဲမှာပြန့်လွင့်သွားတာကြောင့်အနီးနားလူတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်ဒီဖြစ်ရပ်ကလူမှုကွန်ရက်ပေါ်မှာတော်တော်လေးရှည်ပန်းစားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒါကအမိုးပြားတွေပြိုကျုံတာမကဒီအဆောက်အုံကိုပြီးခဲ့တဲ့နှစ်ကမှပြုပြင်မွမ်းမံထားတာကြောင့်ပါပဲဖူယံဘုံမျောစင်ကနှစ်ပေါင်း600ကျော်တတန်းရှိပြီးတော့ဒီဥနိုင်ငံမှာအကြီးဆုံးလက်ရှိတည်ရှိနေတဲ့ဘုံမျောစင်ကြီးဖြစ်ပါတယ်အွန်လိုင်းမှာမျှဝေထားတဲ့ဗီဒီယိုတွေအရာ အပေါ်ဆုံးအလွာကအမိုးပြားတွေစတင်လျှော်ကျလာပြီးနောက်တော့အကြီးစားအပိုင်းစားတွေတပြိုင်နက်ပြိုကျခဲ့တာကို တွေ့ရပါတယ်။မျက်မြင်သက်သေတဦးကအမိုးပြားတွေပြိုကျတန်ကြားလို့အပြေးလွှားသွားကြီးခဲ့တယ်ဆိုပါတယ်။ကံကောင်းတာကဒီအချိန်မှာဖြစ်ခဲ့တာလမ်းပီးရှင်ပြမှာဘသူမှမရှိဘူး။ဒါကြောင့်ဘသူမှမထိခိုက်ဘူးလို့ပြောပါတယ်။ဒီယိုမီဒီယာရဲ့ဖော်ပြချက်အရဒေသခံအစိုးရကပြီးခဲ့တဲ့နှစ်ကအမိုးကိုပြုပြင်ဖို့နဲ့ချိုးပဲနေတဲ့အမိုးပြားတွေကိုအစားထိုးဖို့အတွက် ရွှန်3.4တန်းကျော်သုံးဆွဲခဲ့ပါတယ်။ပျက်စီးနေတဲ့ကြောက်ပြားတွေနဲ့လျော့ရဲနေတဲ့အမိုးပြားတွေအစားထိုးလဲလဲလာတွေပါဝင်တယ်လို့အထည်ဝင်မှတ်တမ်းတွေကအတည်ပြုပါတယ်။ဒါပေမဲ့တနစ်တောင်မပြည့်သေးခင်မှာအမိုးပြိုကျတာကြောင့်လူအများအန်အားသင့်ခဲ့ကြပါတယ်။ဒီအခြေအနေကြောင့်ဒေသခံတွေစီကနေမိကုန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ရွှန်3.4သန်းအကုန်ကျခံပြုပြင်ခဲ့တဲ့စီမံကိန်းတစ်ခုကဘာကြောင့်ဒီလောက်မြန်မြန်ပြည့်စည်ရတာလဲလို့သူတို့ကမေးနေကြပါတယ် လူတဦးကဒီရှေးဟောင်းဆောင်းအုံကြီးကနှစ်ပေါင်းရာနဲ့ချီအောင် မပြိုကြပဲရက်တီခဲ့တာပြုပြင်ပြီးတာနဲ့ပြိုကြတာပဲပြင်းလေဆိုးလေဖြစ်နေတာမဟုတ်ဘူးလားလို့ထောက်ပြခဲ့ပါတယ်။အကြီးစားပြိုကျမှုဖြစ်ပေမဲ့တာဝန်ရှိသူတွေကအမိုးပြားတွေရှော့ကြတာလို့သာပြောခဲ့ကြပါတယ်။ဒါပေမဲ့ online blogger တူကတော့ဒီပြောကြားချက်ကိုမိကွန်းထုတ်တဲ့ video တစ်ခုတင်ခဲ့ပါတယ်။ NY ကဖူယန်ဘုံမျိုးစင်မှာအရာရှိတွေက အမိုးပြားတချို့ရှော့ကြတာလို့ပြောတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့အဆောက်အုံတစ်စိတ်တစ်ပိုင်းပြိုကြတာနဲ့တူတယ်ဒါကိုပြိုကြတာမဟုတ်ဘူးလို့ဘယ်လိုပြောရပါမလဲဒါပေမဲ့အာနာပိုင်တွေကအမိုးပြားရှော့ကြတာလို့ပဲပြောဖို့အတွက်အတင်းကျပ်တောင်းဆိုနေတယ်ဒါအတွက်တစုံတူဦးကိုတာဝန်ယူခိုင်းတဲ့နေစောက်လို့ရအဖွဲတင်မကပဲအလုပ်ကိုတာဝန်ပေးခဲ့တဲ့သူတွေကိုပါအရေးယူတဲ့နေ1995ခုနှစ်မှာပြန်လည်တိဆောက်ခဲ့ရလို့အတူချုပ်ဂျင်ညာစာထုတ်ပြန်ခဲ့ပြီးတော့ဒီအတိုင်းထားလို့မရဘူးဒါက ပြည်သူတွေကိုအမှန်တရားမသိအောင် ဖုံးကွယ်ဖို့စင်ကြေပေးတာပဲလို့ပြောခဲ့ပါတယ်။ဒါကတချိန်ကအစိုးရရဲ့အဓိကစီမံကိန်းတစ်ခုပါ။ဒီလိုအရေးသွေးညံ့ဖြစ်တဲ့ပြုပြင်မုံမှန်မှုကဘလို့လို့စစ်ဆေးမှုအောင်မြင်သွားတာလဲ။ဘသူကလက်မှတ်ထိုးပြီးခွင့်ပြုခဲ့ရလဲ။အများပြည်သူတင်တာခေါ်ယူတဲ့လုပ်ငန်းစဉ်ရှိခဲ့မယ်ဆိုရင်အသုံးပြုတဲ့ပတ်စံတန်းကိုခြေရာခံနိုင်ရမယ်။ဒါကဒီကနေ့ခေတ်အရာရှိတွေက အမှန်တရားကိုဖုံးကွယ်ထားတဲ့အဖုံးကိုခွာထုတ်ပြီးပေါ်ထုတ်ခြင်းစိတ်ရှိမရှိဆိုတဲ့ပြဿနာပါပဲတရုတ်နိုင်ငံကသမိုင်းဝင်အဆောက်အုံတွေမရေမတွက်နိုင်အောင်ရှိတဲ့နိုင်ငံကြီးပါအဲဒီအဆောက်အုံတိုင်းကနိုင်ငံရဲ့သမိုင်းပုံပြင်ရင်ကျိမှုဆိုင်ရာယရနာတစ်ခုကိုကိုစားပြုပါတယ်ဒီဖြစ်ရက်ကတရုတ်နိုင်ငံတဝမ်ကအလားတူကိစ္စရပ်ပြန်စွာတွေကတစ်ခုပဲဖြစ်ပါတယ်ဥပမာအားဖြင့်ရှီအန်မြို့ရှီအန်လီစိတ်မှာအစ်တတီဆောက်ခဲတဲ့ Terminal 5ကရွှန်40ဘီလီယံကုန်ကျခဲ့ပြီးတော့ဖေဖော်ဝါရီလမှာဖွင့်လှစ်ခဲ့တာပါဒါပေမဲ့ဖွင့်လှစ်ပြီး3လတောင်မပြည့်သေးခင်မှာမိုးသည်ထန်စွာရွာသွန်းမှုအတွင်ရေကြီးခဲ့တာကြောင့်လူအများအမျက်ဒေါသထွက်ခဲ့ကြပါတယ်မေလာရှိရနေမှာရှီယန်ကိုမိုးသီးကြွေတာမိုးချိနာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပွားခဲ့ပြီးဗီဒီယိုတွေမှာတာမင်နယ်မျက်နှာကျကနေရေတွေစီးချနေတာမျက်နှာကျပြားတွေပြုတ်ချနေတာကျန်းပြင်းတွေရေတွေဖုံးနေတာကိုတွေ့ရပါတယ် ရှီယန်လီစိကနောက်ပိုင်းမှာတော့ဒီလိုမျိုးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ပြင်းထန်တဲ့မိုးလေဝသအခြေအနေမှာ T5 terminal အမိုးပေါ်မှာမိုးသီးတွေအများအပြားစုပုံနေတာကြောင့်ရေနှုတ်မြောင်းစနစ်ကိုပိတ်ဆို့ခဲ့ရလို့ပြောပါတယ်။အဲဒီအခါမိုးရေတွေအပြင်ကိုမစည်းစင်းနိုင်တော့ဘဲအဆောက်အုံအတွင်းရေကြီးကုန်တာဖြစ်ပါတယ်လို့ရှင်းချက်ထုတ်ခဲ့ပေမဲ့ပြည်သူလူထုကတော့မယုံကြည်ခဲ့ကြပါဘူး။ T5 terminal က 2021ခုနှစ်မှာစတင်ခဲ့တဲ့လေဆိပ်ရဲ့တတိယအဆင့်တိုးချဲ့မှုအစိတ်အပိုင်းဖြစ်ပြီးတော့စုစုပေါင်းယင်းမြုံနယ်မှုရွှန်40ဘီလီယံရှိပါတယ်။စတူယမ်မီတာ9သိန်းနဲ့အထောက်ကူပြုအဆောင်တွေကိုလည်းစတူယမ်မီတာ3သိန်း5000လောက်ထပ်တိုးဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့မိုးသက်ထန်စွာတကြိမ်ရွာတာနဲ့ပဲပြဿနာတွေအားနည်းချက်တွေအလုံးပေါ်ပေါက်လာခဲ့ပါတယ်။တချို့ကအသစ်ဆက်ဆက်ခင်မီတာမင်နယ်တစ်ခုက မိုးတကြိမ်ရွာတာနဲ့ရေတကွန်လိုဖြစ်သွားတာကိုဘယ်လိုလုပ်ဖြစ်နိုင်လဲဆိုတာကိုမေးခွန်းထုတ်ခဲ့ကြပါတယ်။ဒီဇိုင်းစောက်လို့ရေးကနေစလို့လုပ်ငန်းစဉ်တစ်ခုလုံးမှာနောက်ွယ်ရသဘောတူညီချက်တွေနဲ့ခိုကက်တာတွေပြည်နေလားလို့ပြည်သူတွေကတွေးတောနေကြပါပြီ။အဂတိလိုက်စားမှုနဲ့ကြီးကြပ်မှုအားနည်းတာတွေမရှိခဲ့ဘူးဆိုရင်ဒီလိုရှက်စရာကောင်းပြီးတော့ဝန်ထင်းစရာကောင်းတဲ့အခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးလို့မေကွန်းထုတ်ခဲ့ကြပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းမှာလုပ်ကင်နေတဲ့ဝန်ထမ်းတယောက်ကလည်းသူ့ရဲ့အထွေးမြင့်တွေကိုမျှဝေခဲ့ပါတယ်။ အလို့သမားတိုင်းကအရေးသွေးရှိတဲ့အလို့ကိုလှုပ်ချင်ကြတာပါသူတို့ရဲ့ကလေးတွေကိုမင်းတို့အဖေဒီ terminal ဆောက်လုပ်တာကုညီခဲ့တယ်လို့ဂုံယူစွာပြောကျင်ကြတာပါဒါပေမဲ့ဆောက်လုပ်ရေးကိစ္စကိုနားမလည်တဲ့တစုံတဦးက project ကိုစောစောပြီးဖို့အတင်းကျပ်တောင်းဆိုတဲ့အခါမျိုးမှာတော့အခြေအနေတွေကပြောင်းလဲသွားပါတယ် concrete ခဲဖို့အချိန်လိုသလားဒါမှမဟုတ်ရေစုခံစနစ်ကိုတည်တည်ချာချာထိန်းသိမ်းဖို့စမ်းသပ်ဖို့လိုသလားဆိုတာဘယ်သူမှမေးမြန်းတာမျိုးမရှိခဲ့ပါဘူး 2024ခုနှစ်မေလ26ရက်နေ့မှာချုံချင်းမြို့မှာမိုးတက်တန်စွာရွာပြီးတဲ့နောက်ဒရိစံယုံဦးမင်လိုင်ကောင်နှစ်ခုကနေရေရီယိုစိမ့်ခဲ့ပါတယ်ရေတကုံလိုဖြစ်နေပါတယ်မျက်နှာကျက်မှာအကွဲအချောင်းကြီးတစ်ခုပေါ်လာပြီးတော့ရွှွန်နုံနေစည်းကြလာပါတယ်မျက်နှာကျက်ဖွဲ့စည်းပုံရဲ့အစိပ်ပိုင်းတွေကိုတောင်ပြုတ်ကျခဲ့ပါတယ်ဒီဦးမင်လိုင်ကောင်ကိုတရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးပြင်စမအင်ဂျင်နီယာဌာနနဲ့ဦးမင်လိုင်ကောင်ဌာနတို့ကတိစောက်ခဲ့တာပါ 14.4ကီလိုမီတာရှည်လျားပြီးစုစုပေါင်းရွှန်6.5ဘီလီယံကုန်ကျခဲ့ပါတယ်။10ကီလိုမီတာကိုရွှန်460သန်းကျော်ကုန်ကျတာဖြစ်ပါတယ်။ဒါပေမဲ့၃နှစ်တောင်မပြည့်သေးတဲ့အချိန်မှာမုံတိုင်းအတွင်အပြင်းထန်တဲ့ပြဿနာတွေစတင်ပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်။ဒီနှစ်မှာလည်းအလားတူဖြစ်ရပ်တွေစတိုက်ဖြစ်ပွားနေပါတယ်။မေလ19ရက်နေ့မှာဟူနန်ပြည်နယ်ကအစားအစာပို့ဆောင်ရေးရင်မောင်းတအူးကသူဟာနောက်ထပ်ထုတ်ဖူးစီမံကိန်းကြောင့် အသက်မသိရုံတမဲဖြစ်ခဲ့ရတယ်လို့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်ဒီနေ့အစားအစာပို့ဆောင်နေတဲ့လန်ချွိုင်းလမ်းမပေါ်ကရုံအဆောက်အုံတစ်ခုရဲ့ဝင်ပေါက်မှာအသက်မသိရုံတမဲဖြစ်ခဲ့ရပါတယ်ဝင်ပေါက်ကနေ30မီတာလောက်ပဲဝေးသေးတယ်။ဆိုင်ကယ်တောင်မရက်ရသေးဘူး။တကားဝါတယောက်ယောက်ကရုတ်တရက်អော်လိုက်တယ်။အဲဒီနောက်ထူးဆန်းတဲ့တုံခါတံကိုကြားလိုက်ရတယ်။အပေါ်ကိုကြည့်လိုက်တော့ဖះရည် ်တတိယဓာတ်ကနေ73တက်အထိအဖြူရောင်ပိုက်တွေတစ်ခုပြီးတစ်ခုအပေါ်ကနေဝက်ဥချောင်းနေလို့ပြုတ်ကျလာတာအဲ့ဒါသာကျွန်တော်ထိမိခဲ့ရင်တကူလုံးအပေါက်တွေဖြစ်သွားမှာလို့သူကပြောခဲ့ပါတယ်ဟူနန်ပြည်နယ်ကအစားအစာပို့ဆောင်ရေးဂျင်မောင်းတူကမေလ19ရက်နေ့ကအသက်မသေရုံတမဲဖြစ်ခဲ့ရတယ်လို့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်ကျွန်တော်ဒါဆိုင်ကယ်အုပ်ထုတ်မပါခဲ့ရင်ဒါမှမဟုတ်ညာဘက်ကိုနည်းနည်းလေးပိုသွားခဲ့ရင်အထီးခံရပြီ ကံကောင်းလို့ဘယ်ဘက်ကနေဝင်လာပြီးအထိမခံရအောင်ရှောင်နိုင်ခဲ့တယ်လို့သူကပြောပါတယ်။သူ့လို့ရဲ့အကြီးဆုံးအန်တရယ်ကရှင်ကျော်ပိတ်ဆို့မှုကိုရင်ဆိုင်ရတာလို့ထင်ခဲ့ပေမဲ့တကယ်အန်တရယ်ကကယူဒီဇိုင်းမရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကနေလာမယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးလို့ဖြည့်ဆွတ်ပြီးတော့ပြောကြားခဲ့ပါတယ်။ မေလ20ရက်နေ့ကဟူနန်ပြည်နယ်ကအွန်လိုင်းဘလော့ဂါတအူးကဆောက်လုပ်ရေးညံပြမှုရဲ့နောက်ထပ်ဥပမာတစ်ခုကိုပြသခဲ့ပါတယ်။သူ ခီးသွားနေရင်ကွန်ကရစ်တံခါးအောက်မှာနက်ဆိုင်တဲ့အကွဲချောင်းတွေကိုတွေ့ခဲ့ရတယ်။ဒါရီကမျက်နှာပြင်ပေါ်ကအစင်းချောင်းတွေတင်မဟုတ်ပဲဆောက်လုပ်ရေးအစိပ်ပိုင်းများစွာကိုဖျက်ပြီးတော့ဆန့်ထွက်နေတာတောင် အလွန်စိုးရိမ်စရာကောင်းတယ်လို့ဆိုပါတယ်။မေလ19ရက်နေ့ကဖူဂျန်ပြည်နယ်ဖူဂျိုးမြို့ကဒေသခံတအူးဟာ သူအိမ်ယာဝင်ထဲမှာမြေပြိုကျနေရအောင်တွေ့ရှိခဲ့တယ်။အဆောင်အုံကနေနေငယ်သာရှိသေးပြီးတော့မကြသေးခင်ကမှဝယ်ယူထားတာဖြစ်တာကြောင့်ဒီလောက်မြ мян ဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ကြအောင်ရှင်းပြခဲ့ပါရယ်။ဒီယိုမီဒီယာရဲ့ဖော်ပြချက်အရဒီမျိုးပြိုကျမှုကမင်းရှိခရိုင်မင်းရှိမျိုးကလီရှန်ဝမ်ရက်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်ပါရယ်။အဲဒီနေ့မနေ့စောစောပိုင်းကရက်ကွက်အတွင်းကလမ်းအပိုင်းတချို့ရုတ်တရက်ပြိုကျခဲ့ပါရယ်။ပြိုကျတာကိုမြင်တွေ့ခဲ့ရတဲ့ဒေသခံတွေက ညီအောင်မှာပေါက်ပြဲနေတာကိုတွေ့ရှိခဲ့ရတာကြောင့်ထိတ်လန့်ခဲ့ကြပါတယ်။ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲမှုဌာနကနောက်ပိုင်းမှာညီအောင်ရှိပိုက်ကွဲထွက်တာကြောင့်မြေကြီးတွေစီစဉ်သွားပြီးတော့မြေပြိုကျတာလို့အစင်ကြေပေးခဲ့ပါတယ်။ဆောက်လုပ်ရေးကန်ထရိုက်တာတူကလည်းဒီကနေ့ခေတ်တရုတ်နိုင်ငံကအိမ်ယာအရေးသွေးဘလို့ရှိလဲလို့လူတွေကမေးကြပါတယ်။ကျွန်တော်ယုံကြည်မှုအပြည့်နဲ့ပြောနိုင်ပါတယ်။အခုအိမ်အများစုဟာဆောက်လို့ရညံပြင်းနေအပြင်ဘက်တော့ကောင်းကောင်းမွန်မွန်မြင်ရပေမဲ့ အတွင်းဘက်မှာမမြင်ရတဲ့နေရာတွေမှာတော့တော်တော်လေးကိုစိုးရွားပါတယ်။ဆောက်လေလုပ်ငန်းမှာရှိတဲ့ဘသူမဆိုးဒီအချက်ကိုကောင်းကောင်းနားလည်ပါလိမ့်မယ်လို့ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။ကိုအတွက်အိမ်တလုံးမိဘအတွက်တလုံးသားအတွက်တလုံးမြေအတွက်တလုံးငါးစားဖို့တောင်တလုံးဝယ်တဲ့ပြောတဲ့ကြောင်ကြောင်ဟောင်းတွေကိုမှတ်မိကြလားဒါပေမဲ့ဒီလိုညံဖျင်းစွာစောက်ထားတဲ့အိမ်တွေကဘယ်နှစ်ဆက်ကြအောင်တကယ်ခံနိုင်ပါလဲ တချို့ဆိုရင်နှစ်30လောက်မပြည့်သေးခင်အကြီးစားပြုပြင်မှုတွေလိုအပ်နေပြီတရုတ်နိုင်ငံမှာအင်ချမ်းမြေဝယ်တာကတော့အကြီးဆုံးလည်လည်မှုတွေတည်းရတစ်ခုပါပဲလို့ထပ်လောင်းပြီးတော့ပြောကြားခဲ့ပါတယ်ချုံရှာကနောက်ထပ်ဗီဒီယိုတစ်ခုမှာမျိုးသားတဦးက China Railway Construction မှာစောက်လုပ်နေတဲ့အိမ်ရဲ့နေရန်တစ်ခုကိုပြသခဲ့ပါတယ်။သူကနေရန်ကိုအသာလေးပုတ်လိုက်တာနဲ့မျက်နှာပြင်ကအမုန်နေထွက်လာတာကြောင့်ဒီတိုက်ကိုလက်နဲ့ပုတ်ပြီးတော့တောင်ဖြိုလို့ရရဲလို့လောင်ပြောင်ခဲ့ပါတယ်။ China Railway Construction Corporation က ရုပ်ကွန်မြူနတီပါတီလက်အောက်ခံကြီးမားတဲ့နိုင်ငံပိုင်လုပ်ငန်းကြီးတခုဖြစ်ပါတယ်။အရေးသွေးညံပြင်းတဲ့ဆောက်လို့ရင်းနဲ့ပတ်သက်ပြီးတော့အချိန်ချင်းနာမည်ပြက်ခဲ့မှုပါတယ်။ဒီနေ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာဗဟိုပြုတဲ့ငလင်တစ်ခုကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအထက်30အဆောက်အုံတစ်ခုပြိုကျခဲ့ပါတယ်။အဲဒီမျိုးစင်ကို CRRC ရဲ့လက်အောက်ခံ China Railway Number 10 Engineering Group ကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပြောကြမှုကနိုင်ငံတကာအရှုပ်တော်ပုံအဖြစ်လင်းလင်းမြန်မြန်ပြောင်းလဲသွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေက စားလို့သူတွေဟာမွန်ရင်ဒီဇိုင်းကိုတရားမဝင် ပြင်ဆင်ပြီးတော့ကုန်ကျစရိတ်လျှော်ချဖို့အရေးသွေးနှင်းပစ္စည်းတွေကိုသုံးဆွဲခဲ့တယ်လို့တန်တရားရှိကြပါတယ်။တရားဝင်စုံစမ်းစစ်ဆေးပြီးတဲ့နောက်ထိုင်းအာဏာပိုင်တွေက China Railway Number 10 Engineering Group ရဲ့ထိုင်းဌာနခွဲအထွေထွေမန်နေဂျာ John Chanling ကိုဖမ်းဆီးခဲ့ပါတယ်။ဒီတော်တွင်မှာပဲနာမည်ကြီးတရုတ်အင်ချင်မီ company တစ်ခုကတာဝန်ယူဆောက်လုပ်ထားတဲ့အိမ်တစ်ခုမှာဆိုရင်ပြင်းထန်တဲ့အရေးသွေးပြဿနာတွေကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ုမ္ပဏီနာမည်ကိုတော့ဖော်ပြထားခြင်းမရှိပေမဲ့ wallpaper ကတ်တုံးနိုင်ငံကနေပြဿနာတွေစတင်ခဲ့တယ်လို့သူကထောက်ပြခဲ့ပါတယ်။ဒီယုတ်ကွန်မြူနတီပါတီအုပ်ချုပ်မှုအောက်မှာဒီလိုစီမံကိန်းတွေကစနစ်ကျတဲ့ပြဿနာတခုဖြစ်လာပါတယ်။အတူအယောင်ပစ္စည်းတွေနဲ့လိမ်လည်မှုတွေကကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပါတယ်။ကြီးမားပြီးဈေးကြီးတဲ့အများပြည်သူစီမံကိန်းတွေမှာတောင်းအဂတိလိုက်စားမှုနဲ့လိမ်လည်မှုတွေပြည့်နေနေပါတယ်။ဝေဖန်သုံးသက်သူဒူဂျန်ကအကောင်းဆုံးပြောခဲ့ပူပါတယ်။ ီနေ့တရုတ်နိုင်ငံမှာဘယ်အရာမှစစ်မှန်တာမရှိတဲ့ခေတ်တစ်ခေတ်မှာနေထိုင်နေရတယ်လို့ခန်းစားရတယ်။စမှုလုပ်ငန်းတွေအစိုးရပညာရှင်တွေဒီလိုခေါ်တဲ့ ကျွမ်းကျင်သူတွေအကြောင်းလိန်နေတာဒါမှမဟုတ်ဖုံးခွင်နေတာပဲလို့သူကဆိုပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့အသက်ဝယ်ယူထားတဲ့တိုက်ခန်းတစ်ခုမှာထိုင်းလန်စရာကောင်းတဲ့အယူစိမ့်မှုနဲ့အကွဲမှုပြဿနာကိုပြသခဲ့ပါတယ်။အိမ်ပန်ရှင်ကဒီအိမ်ကိုကြည့်ပါ။နေရာတိုင်းမှာယူစိမ့်မှုတွေနဲ့အကွဲမှုတွေပဲ။အောက်ကအခန်းလဲယူစိမ့်နေတယ်။သူတို့အခုမှအေးဆိုခံထားတာတောင်ယူနေတော့မယ်။ဒါကိုဘယ်လိုပြင်ရမလဲ။ဒီအဆောင်ပြိုကြတော့မှာပဲ။ အသစ်ပြင်ထားတဲ့နေရံကိုကြည့်ပါရေတွေရွှဲနေတယ်အပြင်နေရံတွေကြောင့်အကွဲနေရလို့ပြောခဲ့ပါတယ်အလားတူဖြစ်ရက်တွေကိုကြုံတွေ့နေရတဲ့တရုတ်နိုင်ငံသားတဦးကလည်းတကောင်းလို့အခြေခံကြတဲ့ပြည်စည်းတစ်ခုတောင်ညံဖြင်းတဲ့ရေသွေးနဲ့ပြုတ်လုထားတာကိုပြသခဲ့ပါတယ်သူကတကားအတွင်းမှာဘာရီရှိလဲဆိုတာကိုဗီဒီယိုရိုက်ပြခဲ့ပါတယ်ဒီတကားအတွင်းမှာဘာရီရှိလဲဆိုတာကျွန်တော်ပြပါမယ်။ကက်ထူပြားတွေပြည်နေတာပဲ။ဒါကြောင့်ဒီအိမ်တွေမှာအတန်လုံးတာလုံးဝမရှိတာလို့သူကပြောခဲ့ပါဗျ နောက်ထပ်တဦးကလည်းတရုတ်ပြည်မကြီးကဆောက်လုပ်ရေးတွေကိုဟောင်ကောင်ကအင်အာရီနဲ့နိုင်ရှင်ပြီးတော့တရုတ်အင်တွေဘာကြောင့်သက်တမ်းတိုးရတာလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ဟောင်ကောင်ကဒီအဆောင်ဝန်ကြီးပါဒါကြောင့်သူတို့အများစုကနှစ်တရာလောက်တည်မြဲနေတာတန်ချောင်းတွေကိုပဲကြည့်ပါထူပြီးတော့အနီးကချိတ်ဆက်ထားတယ်။ဒါကနိုင်ငံရဲ့ဒင်းငယ်တဲ့အပိုင်းအတွက်ပဲသူတို့ကအသင့်လျော်တဲ့ကွန်ကရစ်ကိုကောင်းကောင်းဖိသိပ်ပြီးတော့သုံးနေ ပစ္စည်းတွေခိုင်းပါတယ်ဒါကြောင့်ဒီစအုံတွေကရာစုနှစ်တစ်ခုကြာအောင်ရည်တည်နိုင်တယ်လို့သူကပြောပါတယ်သူကတရုတ်ပြည်မှာဈေးဆောက်လို့ရပြဿနာတွေကိုဆက်ရှင်းပြခဲ့ပါတယ်ဥပမာအားဖြင့်ကွန်ကရစ်ကိုသူ့ရဲ့စွမ်းဆောင်ရည်ကန့်သက်ချက်အထိတွန်းအားပေးလိရှိပါတယ်အတုံးပြူတဲ့တန်ချောင်းတွေရာလေယုံကြည်စိတ်ချရမှုဂိန်းကနန်းကြောင့်တယောက်မှုရှိပြီးတော့အချက်လက်မျိုးစုံကိုထည့်သွင်းစဉ်းစားပါတယ်။သူကနေပညာပိုင်းဆိုင်ရာအသေးစိတ်တွေကိုမပြောပေမဲ့ ဒီအစိပ်ပိုင်းနှစ်ခုဖြစ်တဲ့ကွန်ကရစ်ရဲ့တကယ့်ခံနိုင်ရည်နဲ့တမနီရဲ့ယုံကြည်စိတ်ချမှုတို့ကအစအုံရဲ့ဘေးကင်းလုံခြုံမှုကန့်သက်ချက်ကိုဖြစ်ပေါ်စေရလို့အလေးထားပြောခဲ့ပါတယ်။ပုံမှန်အားဖြင့်အစအုံတွေကို1.35ကနေ1.2ကြား redundancy feature နဲ့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီဇိုင်းကခိုင်မာရင် တောင်အရေးသွေးညံဖြစ်တဲ့ပစ္စည်းတွေကကျန်တဲ့အရာအလုံးကိုအထိပယ်မဲ့သွားစေတယ်လို့သူကသတိပေးခဲ့ပါတယ်။ဒါကြောင့်တရုတ်ပြည်မကြီးကအဆောက်အအုံအများအပြားကတက်တန်း90တောင်မပြည့်ခင်မှာပြင်းထန်တဲ့ပြဿနာတွေပြသနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ကြီးမားတဲ့အဆောက်အအုံရေးစီမံကိန်းတွေက ကမ္ဘာအံ့ဩစရာတွေဖြစ်နိုင်ပေမဲ့ဒီလိုအရေးသွေးပြဿနာတွေဆက်လက်ရှိနေမယ်ဆိုရင်တရုတ်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းအပေါ်ယုံကြည်မှုဘလောက်ကြကြာခံနိုင်မလဲပြည်သူ့ဘဝအလုံးစုံရေးနဲ့ပြည်သူ့ငွေကြေးတန်ဖိုးရှိဖို့အတွက်တရုတ်အစိုးရအနေနဲ့ဒီစနစ်ကြတဲ့ပြဿနာတွေကိုဘလို့ဖြေရှင်းသွားမလဲဆိုတာကတော့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုအဖြစ်ကျန်ရှိနေအောင်ပါပါတရုတ်နိုင်ငံရဲ့အနာဂတ်ဆောက်လုပ်ရေးကဏ္ဍကဘလို့ပုံစံဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာကတော့စိတ်ဝင်စားစရာအကောင်းဆုံးမိကုန်းတစ်ခုပဲဖြစ်ပါတယ် ီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။